ရှင်ဘုရားလူပြေကိုပြန်တဲ့အခါမှာဘယ်မှာအရှင်ဘုရားပထမဆုံးကြွမှာလဲဆိုတော့မြတ်စွာဘုရားမေးတယ်။သာရိပုတ္တရာဒီနေ့ဘယ်မှာဝါဆိုလဲလို့ဆိုရှင်သာရိပုတ္တရာကသင်္ကတမြို့မှာဝါဆိုပါလေဆို။ဒါဖြင့်သာရိပုတ္တရာရှိတဲ့နေရာငါလူပြေကိုဆင်းမယ်လို့သင်္ကတဆိုတာဒီကနေ့အနေနဲ့အိန္ဒိယမြေပုံရပြောမယ်ဆိုလို့ရှိရင် နိယုတ်တေလီမြို့နာနီးလို့လို့ဆိုတယ်အဲ့ဒီမှာရှင်သာရိပုတ္တရာဝါဆိုတော့မြတ်စွာဘုရားအဲ့ဒီကြွမယ်လို့ကြွတဲ့အခါမှာလည်းပဲတရားမင်းကြီးကအစီအမံတစ်ခုလုပ်တယ်တာဝရိသနတ်ပြည်ကနေပြီးတော့လူပြည့်ထီအောင်စောင်းတန်းသုံးသွဲဖန်ဆင်းလိုက်တယ်စောင်းတန်းသုံးသွဲကလက်ရဘက်ကစောင်းတန်းကရွှေစောင်းတန်းလက်ဝဲဘက်ကငွေစောင်းတန်း အလဲကောင်းကဗရမယောင်းဆောင်တန်အဲ့တော့တာဝရိသနတ်ပြည်ကကြည့်လို့ရှင်ရွှေကလဲရငွေကလက်ဝဲသင်္ကသမျိုးကကြည့်လိုက်မယ်ဆိုရင်လက်ဝဲလက်ရပြောင်းသွားမယ်နော်သင်္ကသမျိုးကအောက်ကနေကြည့်တဲ့အခါကျတော့ရွှေကလက်ဝဲဖြစ်ပြီးတော့ငွေကလက်ရဖြစ်သွားတယ်အပေါ်ကကြည့်လို့ရှင်လက်ဝဲလက်ရတစ်ခုအောက်ကနေကြည့်သို့တော်တရားမင်းကြီးကဖန်ဆင်းတာတော့ လက်ရကရွှေလက်ဝဲကငွေအလဲကောင်းဗရမဆောင်းနှံဆိုပြီးဆောင်းနှံ၃သိန်းတရားမင်းရဲ့ဖန်ဆင်းတယ်အဲ့ဒါကိုကြောင်းပြုပြီးတော့လူတွေဟာတော်ရင်သာပွဲလို့မြင့်မှုပွဲလို့ဆိုပြီးလုပ်နေကြတာပေါ့နော်စိတ်ကူးပြီးတော့လုပ်နေကြတာဖြစ်တယ်မြတ်စွာဘုရားဆောင်းနှံ၃သိန်းအနည်းပြန်ပြီးတော့ကြွားတယ်လို့တရားမင်းဟန်ဒီရဲ့ပုဂ္ဂိုလ်ကတရားမင်းပဲ မြတ်စွာဘုရားကအလဲတရမြာဆောင်းနှံကကြွားတယ်မြတ်စွာဘုရားရဲ့လက်ရပက်မှာဘေလူကပန္ဓုဆိုတဲ့နတ်ဆောင်းကြီးကိုပိုက်ပြီးတော့ပင်စတိခါကဆောင်းကလေးတီးပြီးတော့တခြင်းသာအေးအေးနဲ့မြတ်စွာဘုရားကိုပူဇော်လိုက်လာတယ်နော်ပူဇော်ပြီးတော့လိုက်လာမြတ်စွာဘုရားရဲ့လက်ဝဲဘက်ကတော့တရားမင်းကြီးရဲ့ယထာမောင်းတဲ့မာတတိဆိုတဲ့နတ်သားကမြတ်စွာဘုရားကိုခြံရံပြီးတော့လိုက်ပါလား အဲ့ဒီမှာငွေဆောင်တန်းကပြမပြိဿတ်ကဆင်းနေပြမကြီးကလည်းပဲမြတ်စွာဘုရားကိုတော့ထိပ်ယူအုံမိုးပြီးတော့မြတ်စွာဘုရားကိုခြံရလိုက်ပါကြတယ်တတိမာတလိတို့ကလည်းတာမီးရံကြိုင်ပြီးမြတ်စွာဘုရားကိုပူဇော်ဝယ်နေလိုက်လာကြငွေရွှေဆောင်တန်းဘက်ကတရားနဲ့နတ်တွေအလုံးကမြတ်စွာဘုရားကိုခြံရပြီးလိုက်လာတယ်အဲ့လိုကြီးမားလာတဲ့ စံပြလာတဲ့အခန္ဓာနဲ့မြတ်စွာဘုရားတာဝရိသန်တဲ့ပြေကနေပြီးတော့လူပြည့်ဘက်ကိုဆင်းသက်လာတယ်ဆိုတာကိုပါဠိစာပေမှာဒေဝရောဟဏဒေဝဩရောဟဏနတ်ပြည့်ကလူပြည့်သူဆင်းသက်ခြင်းလို့သူတို့ထိပဲရတယ်နော်စောင်းနှန်းဆိုတာခြေကားကိုပြောတာပဲစောင်းနှန်းဆိုရင်ဗမာပြည်ကတော့ဟိုဖះရှိကနေ ိုအမိုးလေးတွေဆင်းဆင်းလောက်ထလာမှစောင်းတန်းလို့ထင်နေကြတာမှန်စောင်းတန်းလေကားဆိုတာလေကတိတိကိုပဲပြောတာပဲနော်လေကတိတိလေကတိတိကနေပြီးတော့မြတ်စွာဘုရားတထည်ချင်းတထည်ချင်းတလန်းချင်းကနေပြီးတော့လူပြည်ကိုခန္ဓာဆံပြားစွာကြွားရောက်ပြီးတော့လာရတာအဲ့ဒါဒီသရဉ္ဇလာပြီးနေ့ပဲဖြစ်တယ်ပေါ့ အဘိဓမ္မာဟောလို့ပြီးဆုံးသွားတာလေဒီသရေညွတ်လာပြီနေတာဝရိသန်နဲ့ပြည့်ကပြန်ကြွလာတာလေဒီသရေညွတ်လာပြီနေဖြစ်တယ်ဟုတ်ပြီမြတ်စွာဘုရားကသင်္ခသမြို့ပထမဆုံးစောင်းနှံလေကားဦးရောက်တဲ့အခါကျတော့လူပြည်တွေကပြိသက်ကြီးကကျိုးဆုံနှုတ်ဆက်တယ်အဲ့ဒီမှာဘုရားကိုပထမဆုံးနှုတ်ဆက်ခွင့်ရတဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားရဲ့တပည့်အကြီးဆုံးဖြစ်တဲ့ရှင်သာရိပုတ္တရာပဲဖြစ်တယ် ရှင်သာရိပုတ္တရာဥဆောင်တဲ့တန်ခါပိယတန်ခါမြတ်စွာဘုရားကိုအရင်နှုတ်ဆက်ခွင့်ရတယ်။ဇန္နာမင်းဆိုရသာပိယတတ္တိတို့ဓမ္မပိယတတ္တိတို့မြတ်စွာဘုရားကိုစောင့်မျှော်နေကြတဲ့ပိယတတ္တိတို့အားလုံးကမြတ်စွာဘုရားကိုကြိုးဆိုခဲ့ကြတယ်။အဲ့ဒီအထိမ်မှတ်ဖြစ်မြန်မာလူမျိုးတွေကမြင့်မှုပွဲတို့နော်မြင့်မှုပြီးထွန်းပွဲတို့ဆိုပြီးတော့လှုပ်ကြတယ်။အဲ့ဒီအစင်လာကိုလှုပ်ကြတာဖြစ်တယ်။စိတ်က ရှင်မန်းပြီးတော့မြတ်စွာဘုရားကိုပူဇော်တယ်ဆိုတဲ့မိမြင့်မှုပွဲဆိုတာမြတ်မပြည့်မိထုံးပွဲဟုတ်ရှိရခင်ကတော့ကတိကနဲ့ခက်နဲ့ရှင်ပြီးတော့မိထုံးကြတာသတင်းကျတစောင်းမုန်းကိုကတိကနဲ့ခက်တော့ခေါ်တယ်အဲ့ဒီကတိကနဲ့ခက်ကိုတစောင်းတိုင်းပွဲတို့သတင်းကျမိထုံးပွဲတို့ဆိုတာဖះကို မကိုးခွင်တော့ကနတ်တွေကိုပူဇော်တဲ့ပွဲတွေဒါကြောင့်မို့ဘုန်းကြီးတို့မိလိုက်သေးတယ်တော်ရွာတွေမှာ ဒီလေကားတွေမိထွန်းနေလောလောတင်းငုတ်တွေမိထွန်းနေအိမ်နှံပတ်ဝန်းကျင်ရှိရတယ်ကုန်လိုက်မိထွန်းတာဟမ်ဘာကြောင့်ထွန်းနေဆိုတာအိဗယ်မသိဘူးလက်တွေကိုမိပုဆိုတဲ့ပုံစံမျိုးလူတွေမှာအဲ့နေထွန်းကြအဲ့လိုဒီကနေ့တော့အိဗယ်ရှိရှိမိထွန်းတာမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုအာရုံပြုပြီးတော့မိမိနဲ့ပူဆော်ကြတယ်